အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီး channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့တမိုင်းသူသေးသည်ဆရာတင်နိုင်တို့ရေးသားတဲ့ပကံရွှေပြည်မှသူရဲကောင်းများအကြောင်းစာအုပ်ထဲကမင်းမြတ်အနော်ရထားရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။မင်းမြတ်အနော်ရထားတက္ကရွင်၄၀၆ခုတော်တလင်းလာဆန်း၉ရဲ့နေတွင် အနုရာဓာဤတက်များသည်အလုံးအရင်ဖြင့်ပုပ်ပါမှပကံမျိုးတော်စီသို့ဥတီချီတက်လာကြသည်အသက်30အရွယ်မြသာရှိသေးသောအနုရာဓာမင်းသားသည်မြင်းတဲ့တော်များခြေရှင်စစ်တီများကိုအုတ်ချုပ်ကိုကဲလျက်အောင်စီအောင်မောင်းများစုညံစွာတိခတ်ခါမြို့တော်တရပါတကားအနီးသို့တစတစချင်းကပ်လာသည် ဤအကြောင်းကို ကြားသိရသူဖခင်နန်းကြဘရင်ကြီးနှင့်မိခင်မြောက်ပြင်တဲ့မိဖုရားဟောင်းတို့မှာတားဖြစ်သူအတွက်ဝမ်းမြောက်ပီတိဖြစ်ကြရသည်ပကံပြည်သူပြည်သားအများကလည်းအနုယာဒကိုတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုကြသည်အနုယာဒသည်တရပါတကားထိတ်သို့ရောက်ရှိသည်နှင့်ပင် နောင်တော်စုကလေးမင်းဘရင်အားစာတဝန်ပို့ဆက်လိုက်၏စာတဝန်တွင် နောင်တော်နန်းကိုပေးမည်လောစစ်ပြုမည်လောဟုပြက်ပြက်သားသားပင် မေးခွန်းထုတ်လိုက်သည် စုကတဲ့ဤစစ်တီအများမှလည်းတတဘာတကားအတွင်းဘတ်တွင် အသည့်နေရာယူပြီးကြလေပြီကြံတရဘာတကားတာတန်တကားငားမြရတကားစသည့်မျိုးတကားများတို့လည်းစစ်တီရဲမှန်အင်အားများခွဲဝေချထားစောင့်ကြနေလေသည်ထို့သောစုကတဲ့မင်းကသူတို့ကိုတစုံတရာအမိန်မပေးသည် စုကတဲ့သည်အနုရာဒထံမှစာတဝန်ကိုရရှိသောအခါအလုံးအမင်းဒေါသထွက်သွားလေ၏ တ်တော်53နှစ်အရွယ်ရှိပြီဖြစ်သောမိမိကဲ့သို့သောဧကရွေမင်းမြတ်ကို မလောက်လေးမလောက်စားကတွင်တွင်များမိုးဖတ်မစင်သေးသူအနုရာဓာဤတိုက်ခိုက်မည်ဟုရန်စကားဆိုလာသည်ငါသည်တနာကယူနာတက်စွာဖြင့်ခမည်းတော်ကိုလည်းចောင်းတင်ကန်းတော်ရစောက်တည်၍ကောင်းစွာထားခဲ့သည်ဒီအီမဲတော်ကို၎င်းဒင်းကို၎င်းအထိုင်အလျောက်ချီးမြှင့်မြှောက်စားခဲ့သည်ယခုအခါငါမွေးသည့်မြောက်ကပင်ငါကိုပြန်ချောက်လန့်နေခြေပြီး အနုရာဒာသည်ငါဤလက်ခုပ်တွင်မှရေသဖွဲသာဖြစ်၏။တင့်ကိုငါဤမိတွေတော်မှဖွားမြင်၍သာမိတော်ဟုဆိုရသည်။တင်သည်ငါအားနောင်တော်အဖြစ်မှအတိမဲ့ပြုသူမဟုတ်။အလေးကယူပြုသူမဟုတ်။နောင်တော်ဘရင်ကြီးဆိုးကယခုနေ့တက်ရှိထင်ရှားရှိပါမူငါအားအပြစ်ဆိုရမည်။စောစည်းစွာသောကာလကပင်အနုရာဒာအား ဖန်ရှားပြစ်ခဲသင့်သည်မဟုတ်ပါလောယခုမူရန်သူကလက်တကန်းသို့ရောက်ရှိနေပေပြီစုကတိမင်းသည် ရာဇပလင်ထမဆင်းကညီလာသပင်ဆောင်လမ်းမှအတိုင်းလမ်းလျှောက်လာလိုက်သည်မူးမတ်ဘောပါတို့ကဘရင်မင်းမြတ်၏အရေးအခြေကိုစောင့်ကြည့်နေကြသည်စစ်သူကြီးရာထပါလာကလက်အုပ်ချီလျက်ကိုကိုအသာအရာယူကောင်းဘယင်မင်းမြတ်နောင်တော်ဘာမှတရွေ့ရွေ့လိုက်ပါလာသည် စုကတိမင်းကညီလာခံသဘင်ဆောင်အလဲပေါအရောက်တွင်ရုတ်တရက်ရက်တန်ကသူကိုယ်တိုင်အမှုရာဒါကိုစီးကျင်းထိုးတိုက်ခိုက်မီအားလုံးအယံသိရှိစေဟုစစ်သူကြီးရထပါလာအားမိန်တော်မူလေသည်စုကတိမင်း၏မိမာစကားကိုချေမြန်တော်တို့ကတရပါတကားထိတ်မှဆောင်းနေနေသောအမှုရာဒါထံသို့ဆောင်းကျင်းလာကြသည် နေမွန်းဒိန်နဘဟိုကျော်လျင်တစ်မတီချောင်းကမ်းပါလွင်ပြင်၌ရဲမတ်ဘိုးပါတို့နေရာယူပြီးကြလေပြီအနုရာဒာဤစစ်တီရဲမတ်တို့မှာချောင်းကမ်းပါတင့်တင့်လျောက်ပတ်သော နေရာ၌အယံတင့်နေကြသည်စုကတိဤတမဘိုးပါတို့ကမူအခြားတစ်ဖက်၌ဒါလှန်လက်နက်များဆွဲကင်လျက်နေရာယူထားကြလေသည်ရထပါလာစစ်သူကြီးသည်စုကတိဘရင်မင်းမျက်စိနေမည် တိန်တော်မြင့်ကြီးကိုကုန်းနီးခြေနင်းကအစအစဉ်ပြေချောမှုမှုရှိစေရန် စီမံစစ်ဆေးလျက်ရှိလေသည်နေ့နှစ်ဘဟုကျော်တမောင်းအချိန်ရောက်လျင်ပင်အမှုရာဒသည်တင်မတိချောင်းကံပါတက်စုရှိရာနေရာမှနှမင်းဟုအဆိုရှိကြသည်ခန္တီကလက်လှမြင်တော်ကို စီနေလျက်လက်တစ်ဖက်မှအရိန်တမဟုအမည်ပေးထားသောလှန်ရှည်ကိုဆွဲကင်ကထွက်ခွာလာခဲ့သည် ခလန်းလန်းမှတိန်တော်မြင့်ညိုကြီးကိုစီနေလျက် သူထံသို့တရွေ့ရွေ့လာနေသောစုကလေးဘရင်ကိုလည်းအတိုင်းသားမြင်နေရသည်တဆတဆနီးကပ်လာတော့မှအနုရာဒနောင်တော်ဘရင်ကိုအကဲခတ်ကြည့်လိုက်မိသည်သူပုပ်ပားအရက်၌လက်နက်လူသူစုဆောင်ရင်းစည်ရေးစည်ရလေးကျင့်တင်ကြစီးပူးနေခဲ့ရသည့်ငါးနှစ်တာကာလအတွင်းနောင်တော်ဘရင်မှတိတိတသားအိုစားသွားပေပြီစုကလေးဘရင်သည်အနုရာဒရှိရာသို့တဖြည်းဖြည်းချင်းကပ်လာသည် ထို့နောက်အနုရာဒာအားအထင်အမြင်သိဟန်ဖြင့်တစ်ချက်ပြုံးပြလိုက်သည်အနုရာဒာကနောင်တော်မှာသူ့ထက်ကြီးသူဖြစ်၍အလင်ထိုးတတ်ပါဟုဆိုလာသည်ထို့ဖြင့်သူကလေးကမြင်းပေါ်မှ အသင်ကန်ဆောင်လာသည်လှန့်ရှည်ဖြင့်အနုရာဒာအားလှန့်ထိုးလေ၏ကျမ်းမဘူပါမင်းပြိတ္တအပေါင်းကဩဘာတန်များစုညံနေအောင်အပေးချီးမွမ်းကြသည်ပကံမြို့သူမျိုးသားများသည်လည်းကံလုံးညွတ်မြလာရောက်အပေးကြည့်ရှုကြသည် အနုရာဒာသည်နောင်တော်ဘရင်မြင်းထမထိုးလိုက်သည်လှံချက်ကိုမြင်းဆက်ကြိုးအားအသာအရာဆွဲလိုက်ကတိန်ရှောင်ဤလှံချက်ကမိဤဥကောင်းကိုရှက်ထီသွားသည်မိမိဤထိုးချက်လွဲမှားသွားပြီဟုစုကတိမင်းရုတ်ချင်းတိလိုက်သည်သို့သောပထမဆုံးလှံချက်၌ပင်လျင်သူ့အဖို့နောက်ချသွားလေပြီ အနုရာဓာသည်လှင်မြန်ဖြက်လက်စွာပင်သူ၏အရိန်နမလှန်ရှိဖြင့်နောင်တော်စုကတိ၏ရင်ဝါအားမှန်ဆ၍ထိုးနှက်ချလိုက်၏လှန်ချက်ကစုကတိ၏လက်ဝဲရင်ပတ်အုံသို့တိုက်ရိုက်ထိုးဝင်သွားသည်စုကတိသည်တုံတုံရေးရေးဖြစ်လျက်အနုရာဓာထိုးလိုက်သည့်လံကိုဘဲဘက်လက်ဖြင့်ဆုပ်ကိုင်းထားလိုက်သည်သူ၏ရင်ဝါတွင်သွေးတွေချင်းချင်းနီနေသည်အနုရာဒာသည်လှံကိုဆွဲမနှုတ်ဘဲမြင်းထမှာပင်သုကတိအား၆ကမ်းပါးစီသို့အသာအရာခေါ်ဆောင်သွားသည် အနုရာဓာဤဘတ်တော်သာရဲမတ်ဘိုပါတို့ကလက်ခုပ်ဩပါဒီကဝမ်းမြဝမ်းသာအော်ဟင်ကြသည်စုကရေဘရင်ဤရဲမတ်ဘိုပါများကတော့သူတို့ဘရင်မင်းမြတ်အားဝမ်းနေကြေကဲစွာမင်းမျိုးကြည့်ရှုလျက်စက်သေးသေးနေကြသည်ခြောက်ကမ်းပါရောက်တော့စုကရေဤတိန်တော်မြင့်ရင်ရင်က ထိုးလဲသွားသည်စုကရေမင်းသည်လည်းမြင်းပေါ်မှကြကားသွေးအိမ်အတွင်း၌နှက်ရွာဆန်လွန်သွားလေပြီး မင်းပဋိဒတ်အပေါင်းသည်အနုရာဓာအာတောင်းတောင်းဖြားဖြားကြိုးစိုးဩဘာပြုကြသည်ခယူသည်မှုတ်သူကမှုတ်သည်လက်ခုလဝါတီသူကတီးကြသည်နတ်ရွာဆန်းဘရင်စုကရေဤစစ်သူကြီးဖြစ်သောရထဘာလာကပင်အနုရာဓာရှေတော်မောက်တို့ရောက်ရှိလာကဒူးထောက်အယူအသေးပြုသည်ပကံအချီနန်းကိုအနုရာဓာပင်စက်ခံပါတော်ဟူမြစ်တာရက်ခံသည်မင်းပြိတ္တအပေါင်းတို့ကလည်းမင်းမြတ်အနော်ယထာဟုအနုရာဓာအားကောင်းချီးပေးကြကုန်သည် အနောယထာမင်းနန်းတက်လေးပြီအနောယထာကမဟာရာဇသီရိအနေရုဒ္ဓဒေဝပွဲမြတ်ကိုခံယူလေ၏အရင်မင်းမြတ်ဤပိတ်သိမ့်မင်္ဂလာပွဲကခန်းနာထေဝါလာသည်အနုရာဒရွာစားကြီးကိုရွာစားအရာမှရရှိခဲ့ရာမှအနုရာဒမင်းသားဟူထင်ရှားခဲ့တော်လဲပြမနာတို့ကမူအနိရုဒ္ဓမင်းမြေဟူ၍သာခေါ်ဝေါ်ကြသည် အနိရုဒ္ဓသည်ပါဠိဘာသာ၌မဆန့်ကျင်ခြင်းနှစ်သက်ခြင်းဟုအနိအတိတ်ပဲရပါသည် အမှန်ပင်အနောယထာမင်းမြတ်သည်ပြည်သူပြည်သားတို့နှင့်မဆန့်ခြင်းတိုင်းသူပြည်သားများ၏နှစ်သက်မျက်နှာချင်းကိုခံရသူလည်းဖြစ်သည်ပြည်သူအများဤနှုတ်ဖြားတွင်မင်းမြတ်အနောယထာဟူသောအတုံးနှုံးကတွင်ကျယ်နေပေ၏အနောယထာမင်းသည်နန်းရင်ပြင်၌ထုံးတန်းစင်လာနှင့်အညီမိဖုရားနှစ်ပါးကို အခမ်းအနားဖြင့်တင်မြောက်ခဲ့လေသည် ကမဟေသည်အဖြစ်တောင်ပြင်သည်မိများသည်ထို့နောက်မြောက်ပြင်သည်မိများတို့ဖြစ်ကြလေသည်နန်းတဆကာလ၌မိမိကိုယ်တော်တိုင်ပြုလုပ်သည်ရွှွန်စေသည်မြေပုံဖျားများတွင်ပင်အီသောဘဂဝါမဟာယာဇတိရိအနိရုဒ္ဒဒေဝေနာကတောဝိမုတ်တတံအဟတ်တိနေဝတိဟုပါဠိဘာသာဖြင့်ရေးထိုးသည် အနတ်အတိတ်ဘဲကတောဘဂဝါထိုမြတ်စွာဘုရားကို မဟာယာဇတိတိအနိရုဒ္ဓဒေဝေနာတတ္တိအပေါင်းနှင့်ပြည့်စုံ၍တိုင်းသူပြည်သားများတို့နှင့်မဆန့်ကျင်သောမင်းမြတ်သည်အနောယထာမင်းမြတ်ဖြစ်ပြီးဝိမုတ်တံနိဗ္ဗာန်ချမ်းသာအလိုငါတဟတ်တိနေဝါတိမိမိဤလက်တော်ဖြစ်သားလျင်ကတောပြုလုံအပ်၏ဟူ၍ဖြစ်သည် မင်းမြတ်အနောယထာနမ်းမယမီကပကံမြို့တနီယာတွင်အတူတကွလှုပ်ဝက်စွာတစ္ဆာတော်ပြုခဲ့ကြသူကလန်းတန်ပြင်းနန်းတွင်ညွယ်ပါတို့ကလည်းယခင်တစ္ဆာတော်ပြုခဲ့ကြသည့်အတိုင်းမြောက်ပြင်းတဲ့မိဖုရားဟောင်းကြီးကောင်းမှုတော်ဂုဖရာအနီး၌ကြောက်စာတိုင်းတတိုင်းကို အတီးပြုတ်စိုက်ထူလိုက်ကြသည်ကြောက်စာတွင် မင်းသားမင်းသမီးတန်ပြင်း ကလန်တစ္ဆာမူဒီကမြတ်စွာဘုရားဘယင်မင်းကြီးကို၎င်းတားတော်အနောယထာစောကို၎င်းတေချောင်းပြက်ချောင်းမကြံ၍ပြည်ရွာပြက်ချောင်း တလဲတပတ်မဆူမမုံတားတော်မြေးတော်အနွယ်တော်အစင်တို့ကိုလျင်ချီးပင်အံဤတို့သောတစ္ဆာဖြစ်ချုံမူကအပြစ်ရှိပါတန်ဆဲပါရောက်စေ၏အလူအကျိုးမရလို့အပယ်လေးပါ၌ဖြစ်လို့ဤဟုရေးထိုးထားသည် တချိန်ကနန်းကြပရင်ဖြစ်ခဲ့ဘူးသည်မင်းမြတ်အနော်ရထားဤခမည်းတော်ចောင်းဖြူမင်းကြီးမှာသားတော်အတွက်၎င်းပြည်သူပြည်သားတို့အတွက်၎င်းများစွာနှစ်ထောင်အားရမိလေသည်သားတော်အနော်ရထားမင်းမြတ်ကလည်းမင်းခမ်းမင်းသားများဆင်ရင်ကျင်ပါကကျေးဇူးဆက်ဤမေတော်မြတ်ပြင်သည်မိဗျာဟောင်းကြီးမှာပထမတော့တူတော်စုကလေးဘရင်နဲ့ရွာဆန်လွန်၍ကြေကွဲတုန်လှုပ်ခဲ့ရတော်လဲယခုမူ အနော်ယထာအတွက်ဂုံယူမဆုံးရှိနေကြပြီအနော်ယထာသည်နန်းတက်ဆနေများ၌ခမီးတော်ဤចောင်းတင်ငန်းစီတို့အမြဲကြွချီ၏မေတော်ဤစိုးစုံမမှုကိုအမြဲခံယူသည်တို့တော့သူကောင်းစွာဆက်တော်မခေါ်နိုင်ခဲ့နောင်တော်ဘရင်ကိုစီးကျင်းတိုက်ပွဲ၌လောက်ကြံမိခဲ့သည့်အပြစ်အတွက်ဖြေဖြောက်၍မရနိုင်ခဲ့တခါတရံဤအကြောင်းများကိုပြန်စင်းစားမိပါကယူကျုံမရဖြစ်ရသည် အကမဟေသည်တောင်မြင်တဲ့မိဖုရားကြီးကသူ့ကိုနှစ်သိမ့်ရှာသည်သို့တော့မတက်နိုင်အခြေအနေကဤသို့ပင်ဖန်ကြီးလာခဲ့သည်မဟုတ်ပါလောတညာဆက်တော်ခေါ်နေစဉ်အိမ်မက်တစ်ခုကိုမှတ်မြင်သည်အိမ်မက်တွင်တရားမင်းကအနောယထာမင်းအားဆိုလာသည်နှောင်းတော်အကြီးအားပြမမိသောမကောင်းမှုမှခေါင်းပါစေလိုလျင်ဂူးကြောင်း ဖျားဇရက်ရေကန်းဆဲမြောင်းလေချောင်းများကိုများစွာစီရင်၍နောင်တော်အားအမြပေးဝေပါလေအနောက်ရထားအိဆက်နေရာမှာရုတ်တရက်လန့်လို့လာသည်ချွေးသည်ချွေးပေါက်များပင်ကြာလာသည် သူအကြီးအကျယ်တုံလှုပ်သွားမိသည် တူတော်ဘရင်ဆုံးပါသွားကြောင်းတရင်ကြရခြင်းကမေတော်မီဗျာဟောင်းကြီး ပုတ်တလူလင် ဆုံးရှာပြီးဟူအော်မီလျက်ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့သည်ကို အမှတ်ရမိသည် မင်းမြတ်အနော်ရထားသည်အိမ်မက်မက်ပြီးနောက်ပိုင်းတွင်မူးမက်ဘူပါတို့နှင့်မပြတ်တိုင်းမြင်ကမြမပြီးအနံဖျားဂူကြောင်တဆောင်းဆရယ်များကိုတီထားကိုကိုွယ်တော်မူ၏ထိုမှတပါဆယ်မြောင်းချောင်းကံများကိုလည်းဆယ်တော်မူလေသည်ကင်တာဆယ်ငနိုင်းတင်ဆယ်ပြောင်းပြဆယ်ကူးမဲဆယ်တို့ကိုပင်လောင်းမျက်နှာ၌၎င်းနတ်တက်ဆယ်ကွန်ဆေးဆယ်ကူတော်ဆယ်တို့ကိုမခရာမျက်နှာ၌၎င်းဆယ်တော်မူခဲ့သည် ထို့ပြင်လယ်တွင်၁၁၁ရွာကိုလည်းပြုစုတော်မူခဲ့သည်ရင်းလွယ်တွင်၁၁ရွာသည်ကပင်လဲမြမနာမြတားမင်းခုံတိုင်းရမုံပနုံမခရာတပြတ်သာတင်တောင်း တမုတ်ဆိုးနှင့်ခံလူရွာတို့ပင်ဖြစ်ကြလေသည်ခမည်းတော်ဘုရင်ကြီးမှာသားတော်အနော်ယထာအတွက်ဝမ်းမြောက်ပီတိဖြစ်မိလေသည် နောင်တော်စုကလေးဘရင်ကိုထီးနှံမှဖယ်ရှားပေးလျင်ပြီးချင်းမိမိဤကြောင်းတင်ကန်းတို့လာရောက်ခါမိမိအားမင်းဖြူတော်မူပါယံအနူးအညွလာရောက်တောင်းပန်ရှာတော့တားတော်ဤဂျေဇူးတိတက်ပုံကိုလည်းချီးမွမ်းမဆုံးရှိလေသည်မိမိအသက်အရွယ်ကြီးရင်နေပါပြီမိမိအသွဲထီးနှံစည်းစိမ်ဟူ၍မလိုအပ်တော့ကျောင်းဖြူမင်းကြီးသည်မိမိကျောင်းတင်ကန်းတို့လာရောက်ပေးဖို့သောအဆောင်အယောင်မင်းခမ်းမင်းနာများပွဲတော်အုံများကိုကြည်၍မျက်ရည်ပင်လဲလာမိသည်ဒီတစ်ချိန်တွင်တော့ ဝမ်းမြောက်လူရင်ကြဆင်းသောမျက်ရည်များသာဖြစ်ပါသည်မင်းမြတ်အနော်ရထားသည်ဗုဒ္ဓဘာသာထုံးကားပြန်ပွားရေးအတွက်အစွမ်းကုန်စ조사ဆောင်ရွက်တကယ်တို့ပြမနာအယူရှိသူများကိုလည်းမဆန့်ကျင်ပါသူတို့ကိုကိုးကွယ်လိုရာကိုလွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်ပြုထားသည်အနော်ရထားမင်းမြတ်ဤရင်းတို့သောလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကြောင့်ပင်ပကံမျိုးတော်၌ဖိန်သူဖရာကြောင့်ကြီးတစားပေါ်ပေါက်လာခဲ့သည် ချင်းချောင်းကြီးတွင်လက်လျောင်းလျက်ရှိသောပိတ်တနုနှဲ့ယုတ်ကြီးရှိသဖြင့်နတ်လျောင်းချောင်းဟူခေါ်ဆိုကြသည် သူတို့အယူပါသာအခေါ်အားဖြင့်မူနာနာဒေစိတ်ပင်နာဂရအလဝါဖရာချောင်းဟူခေါ်ဆိုကြသည်အတိတ်ပင်မှာနိုင်ငံအသီးသီးမှ လာရောက်ကြသူတို့၏ပိတ်တနုဖရာချောင်းဟူ၍ဖြစ်ပါသည် အနော်ရထာမင်းသည်ပြမနာအယူဝါဒကိုးကွယ်ကြသူတို့၏ဘာသာရေးအကြီးအကဲများကဖျားเจ้าတဆောင်ဆောက်လုံလို့ကြောင့်လာရောက်လျှောက်ထားကြစဉ်ကပင်ဝမ်းမြောက်ဝမ်းသာခွင့်ပြုခဲ့သည်ပြမနာအကြီးအကဲတဦးဖြစ်သူတီရိကုလဇေကရိကရာကပင်မင်းမြတ်အနော်ရထာမင်းမြတ်သည်ဖျားเจ้าအတွက်မြေနေရာပေးယုံမြသားမကရွှေငွေကြောက်တံပဒမြစသည်ဖိုးအနက်ကထိုက်တန်သောယေတနာများကိုလည်းလှူဒန်းပေးခဲ့ပေသေး၏ မင်းမြတ်အနော်ရထားသည်မဟာဝိနာယကနှကိုးွယ်သူများတိဝါနှကိုးွယ်သူများအိမ်တွင်းနှကိုးွယ်သူများနှင့်နဂါးကိုးွယ်သူများကိုပင်မဆန့်ကျင်လွတ်လပ်စွာကိုးွယ်ခွင့်ပြုထားခဲ့လေသည်ချို့ဒေတာဆိုင်ရာရိုးရာနဲ့ကိုးကွယ်သူများလဲမြမပြည်နေရာအနှံ့အပြားတွင်ရှိကြသည်အိမ်တွင်းနဲ့ကိုးကွယ်သူတွေကပိုရည်များပြပါသည် အိမ်တွင်းနဲ့ဟူသည်တကောင်းဒေတာမှာပပဲလောက်ကိုင်းသူမောင်တင့်တဲတို့မောင်နှမနှမများဖြစ်ကြသည် ။မပဲမောင်တင်တဲမှာခုံအားကြီးမားတန်ဆွမ်းသဖြင့်တကောင်းမင်းကကြောက်လန့်ဆိုရင်ကလိုက်လံဖန်းစီသည်။ဤတွင်မောင်တင်တဲကထွက်ပြေးလွတ်မြောက်သွားသည်တကောင်းမင်းသည်မောင်တင်တဲဤနှမကိုမိဖုရားမြောက်ခါမောင်တင်တဲအားလဲမြို့တကြီးယာတူပေးမည်ဟုဖျားယောင်းသိဆောင်ခေါ်ယူလျက်ဖိုကျင်းထိုးတက်ပြေးဤ ။ထိုအခါမိဖုရားလည်းသူ့မောင်မသူ့ကြောင့်သေးရသည်ဟုဆိုကားမိတွင်တဲ့သူခုံချသွားပြီးရောက်နတ်မောင်နှမဟူ၍ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။၎င်းမင်းသည် စကားပင်၌နေကြသည်။နတ်မောင်နှမအားဖန်ဆာလွန်လာ၍စကားပင်ကို အမြင့်မှတူးနှုတ်လျက်အေယာဝတီ မြစ်တွင်သို့မျှောချလိုက်သည်။ပကံသို့ရောက်သွားသောအခါတေလေကြောင့်မင်းကဆဲယူလျက်စကားတုံးကိုနတ်မောင်နှမရုတ်ထူထူပြီးလျင်ပုတ်ပါးထောင်၌နှက်ကုန်းနှင်ထားသည်။ မင်းမြတ်အနော်ရထားမင်းသားဘဝကစုကတိဘီရင်ကိုတုံးလံဖယ်ရှားနိုင်ရန်ပုပ်ပားအရက်တို့တွားရောက်ခိုးလုံလျက်လန်နလူသူစုယုံခဲ့စဉ်ကပင်ပုပ်ပားဒေတာ၌မဟာဂီရိနတ်မောင်နှမကိုကိုးကွယ်စည်းကပ်ကြသူများအများအပြားရှိကြောင်းတတိထားမိသည်ခမည်းတော်ចောင်းပြူမင်းကြီးကလည်းပြည်သူပြည်သားအများအားမိမိတို့တတ်ဝင်ယုံကြည်ရာအယူဝါဒကိုလွတ်လပ်စွာကိုးကွယ်စေနိုင်ဖို့အခွင့်အရေးရှိစီရမည်ဖြစ်ကြောင်းတားတော်အနော်ယထာမင်းမြတ်အားမပြတ်တတိပေး၏ အနောရထာမင်းမြတ်သည်မပြတ်ဆိုတကယ်သူခမည်းတော်ထံမှဆုံးမဩဝါဒများကိုနာယူလေးရှိပါသည်အနောရထာမင်းနန့်တက်ပြီး၃နှစ်အကြာ၌ပင်တိရိပစ္ဆယာ၌ចောင်းဆောက်လောက်ခါခမည်းတော်ចောင်းဖြူမင်းကြီးကို ရေစက်ချလူတန်းစေလေသည်ထို့အချိန်တွင်ចောင်းဖြူမင်းကြီးမှာအသက်80ကျော်အရွယ်အိုမီမဆွမ်းရှိနေပေပြီမင်းကြီးသည်တားတော်အနောရထာမင်းကပေးကမ်းသည့်ရွှေရည်ကြရမှာဂျေးဆက်သုံးချရင်း သိန်းကြီးမဟာထေရီရှေတော်မောင်၌ကျောင်းတော်ကိုသာသနာတော်အလို့ငါလှူဒန်းခဲ့လေသည်။နောက်တစ်နှစ်၌ပင်တတ်တော်84နှစ်အရွယ်ရှိပြီဖြစ်သောခမည်းတော်ကျောင်းဖြူမင်းကြီးနှက်ရွာဆန်းလွန်သွားပါသည်။ခမည်းတော်နှက်ရွာဆန်းလွန်ပြီးနောက်တစ်နှစ်၌ပင်မင်းမြတ်အနော်ရထာဤတောင်ပြင်သည်မိဖုရားကြီးမှတားတော်ကလေးတစ်ပွားဖွားမြင်ပါသည်။အနော်ရထာမင်းမြတ်ဒီကတားတော်ကလေးကိုအလွန်ချစ်ခင်ရှာသည်။ တားတော်လေးတစ်ပါးရလာတော့ခမီးတော်ဤဂုံကျေးစုအဆူဆူကိုပုံမူတန်းတအမရမိပါသည်တားတော်ကလေးသည် အဖွားဖြစ်သူမေတော်မြောက်ပြင်သည်မိဖုရားဟောင်းကြီးနှင့်အတူနေထိုင်လျက်ဤတို့ဤဘုံရှိပေလိမ့်မည်ဟု တွေးတော်ဆင်ခြင်းမိသည်ပကံပြည်သူပြည်သားအများကတော့မင်းမြတ်အနော်ယထာ၌နန်းလျာတားတော်ကလေးတစ်ပါးရရှိပြီးမို့ဘယင်မင်းမြတ်နှင့်အတူထတ်တူထမရဝမ်းပန်းတသာရှိကြလေသည် ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့လာမယ့်အပိုင်းမှာလည်းပကံပြည့်ရဲ့သူရဲကောင်းနေတဲ့ကစန်းစစ်မင်းရဲ့အကြောင်းကို တင်ဆက်ပေးပါမယ်။ဒါကြောင့်မို့ကျမတို့ရဲ့သင်ကုသသမီ channel လေးကို like ကန် subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။